ဆိုပြတဲ့စဉ်ဂီတလန်ချောင်းမှာပရိသတ်တွေအထူးနဲ့ကြိုက်ကြိုက်နေတဲ့ခဲတခြင်းနေနဲ့လူပညာကြီးကြောင်းအားလုံးပဲမင်္ဂလာပါ MCN Leaders နေ့ချနေကနေကြိုဆိုပါရစေ။ဆိုပြတဲ့စဉ်ကငယ်ဘဝအစအသက်13နှစ်ကစပြီးလူပညာလောကဝင်ရောက်ခဲ့ပြီး session နေမှာမိုးညအိမ်မက်ဖြူဆက်ကနေ academy ဆိုရရှိခဲ့သူဖြစ်ပါရစေ။ ။ဤစကားရဲ့တခြင်းတွေကပြည်သက်ကြိုက်တွင်ခဲ့တဲ့ဒေသတွေချစ်သူရဲမဲနဲ့အချက်ကိုရှာဖွေတွေ့ရှိခြင်းပါဝင်တင်းစီတွေကိုထုတ်ဝေခဲ့ပြီးထိုတင်းစီတွေများမှာတခြင်းတွေကလူကြိုက်များလာခဲ့တယ်။ပြည်သက်ကြိုက်ဆုံးတခြင်းလမ်းလေးများဆိုပြတဲ့စဉ်လူသိများဆုံးနဲ့နှစ်သက်ဖွယ်ကောင်းဆုံးတခြင်းတစ်ပုဒ်ဖြစ်တဲ့ရှာတဲ့ဤတခြင်းအတွက်ဗီဒီယိုလေးရိုက်ကူထားပြီးပြည်သက်တွေကထူအောင်ပေးကြတယ်။စိတ်နှလုံးကိုတည်စေအဆူရေးသွေး သူမရဲ့တခြင်းတွေမှာ IMB ပေါင်းနဲ့ချစ်တခြင်းဟန်နေပေါင်းဆက်ထားပြီးနူးညံ့သိမ်မှုတဲ့အဆိုအရေကြောင့်လူငယ်ပရိသတ်များပြားနေတတ်ကြတယ်။ဂီတနဲ့ရုပ်ရှင်တစ်မျိုးစုံမှာထူးကျွန်ဂီတတရုပ်ဆောင်တွန်တွဲမှုတရုပ်ဆောင်ပြားမျိုးမျိုးရရှိထားတော့လေဂီတဘက်မှာလည်းတပြိုင်နဲ့ထူးကျွန်စွာလှုပ်ရှားနေသူဖြစ်တဲ့သူမရဲ့တခြင်းတွေကိုရုပ်ရှင်ဇာဝင်တင်များဖြင့်မကြာခဏအသုံးပြုလေ့ရှိပြီးဤနည်းနဲ့ဂီတရည်သွေးကိုပုံမှန်ကျပြန့်စွာမျှဝေနိုင်ခဲ့တယ်။ လရှိကိတခီလန်ပညာရေးနဲ့ဟန်ချန်ညီမှုမကြသေးမီနှစ်များအတွင်းအကြောင်းပညာရေးကိုဦးစားပေးခဲ့တော်လဲ2025ခုနှစ်စပိုင်းမှာဆောင်မြေဖွဲ့တွေပြီးဆုံးမီနာဂီတအလုပ်ကိုပြန်လည်စတင်ခဲ့တယ်။တချင်းတက်တွေပြင်ဆင်နေမှုမကြခင်ကာလအတွင်းတချင်းတက်တွေကိုပြည်သက်တွေအတွက်ပြန်လည်ဖန်တီးနေပြီးဖြစ်ကြောင်းကြေညာတယ်။ လူမွေးနဲ့ပရိုက်တက်လှူရှာမှုတွေဆိုဖြစ်တဲ့စဉ်ကဂီတနဲ့ရုပ်ရှင်လောကမှာထင်ရှားတဲ့အပြင်အလူတန်းလုပ်ငန်းတွေကိုလည်းအထူးအရောင်ဆိုင်လေးရှိသူဖြစ်ပါတယ်မိသားစုနဲ့အတူခရီးတွက်ရင်လမ်းဘေးမှာတွေ့ရအလူကန်ပုံကိုယ်တွေကိုထမင်းဟင်းနဲ့မကြကနာလူတန်းတွေရှိပြီးအီလေးထက်ကသူမရဲ့ဂီတလောကထက်ပုံမကျပြတဲ့လူသားချင်းစာနာမှုကိုဖော်ဆောင်တယ်ဆိုဗီယက်တစ်စင်ဂီတလမ်းကြားသချင်းရေးဖွဲ့မှုဆိုတော့ဘွားနဲ့ရုပ်ရှင်ဇာဝင်တည်ရင်နဲ့ပြိတ္တတွေကိုဆက်လက်ဖန်ဆောင်နိုင်ခဲ့ပါတယ်။သူမရဲ့လက်ရှိအလုပ်စီစဉ်နေတဲ့ပြိတ္တစိတ်တက်တွေကအနာဂတ်မှာပုံမှုကျွယ်ဝအနုပညာခေတ်တခုညွှန်ဆိုနေပါတယ်။ဆိုဗီယက်တစ်စင်က မြန်မာနုပညာလောကမှာလူကြိုက်များဆုံးတရုတ်ဆောင်ဆိုတော်ရဲ့ဓမ္မတော်ဖြစ်ပြီးပြည်သက်တွေနဲ့ထူးခြားရင်းနှီးမှုနဲ့ကြုံကြည်မှုတင်ဆောင်ထားတဲ့ဆက်စပ်ရေးကိုပိုင်ဆိုင်ထားပါတယ်။အစောင်းနေ့ကြီးရှင်နာဆင်ပြတဲ့ပြည်သက်အလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါရှင့်။